အောက်လန်းပညာရည်တွေကိုမြန်မာနိုင်ငံမှာရောနိုင်ငံခြားမှာပါဘယ်လိုလက်ခံထားကြလဲဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ Black Magic လို့ခေါ်တဲ့အောက်လန်းပညာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ဘ ഹു တုတရရွယ်ဆုံဆုံလင်းလင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါရည်အောက်လန်းပညာဆိုတာမြန်မာနိုင်ငံမှာ၄မဟုတ်ပဲကမ္ဘာရဲ့ရမှာထွန်းကားတဲ့မှော်ပညာတစ်ခုဖြစ်ပါရည်ဒီပညာရဟာမကောင်းမှုကိုအခြေခံတဲ့ပညာရဲ့တစ်ခုဖြစ်ပြီးတော့ လူတယောက်ကိုသဘာဝလွန်ဖြစ်ရတဲ့နဲ့ကြာရှုံးအောင်ပြူစားတိုက်ခိုက်တတ်တဲ့အတတ်ပညာဖြစ်ပါလိ။အောင်လန်းပညာရဲ့ပြောင်းပြန် white magic လို့ခေါ်တဲ့အထက်လန်းပညာကတော့လူတွေကိုကောင်းတဲ့ဘက်ကကူညီတဲ့ပညာရဲ့ဖြစ်ပြီးအောင်လန်းပညာကနေတိုက်ခိုက်လာတဲ့မကောင်းတဲ့အခြေအနေဇိုးတွေကိုကာကွယ်ဖို့ဖြစ်တည်လာတယ်လို့ပြောလို့ရနိုင်ပါလိ။ဒီပညာရည်တွေဆိုတာကမြန်မာနိုင်ငံမှာဆိုရင်ကိုယ်ွယ်ယုံကြည်သူအလွန်များပြားပြီးတော့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မြန်မာနိုင်ငံရဲ့တောရွာဒေသအသီးသီးမှာပုံစံမျိုးမျိုးနဲ့တည်ရှိနေတာဖြစ်ပါသေးတယ်။ဒါရင်းမကသေးပါဘူး။ မြန်မာနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင်လည်းအရှေ့တောင်အာရှဒေသတွေမှာအများဆုံးတွေ့ရတတ်ပြီးအာဖရိကတိုက်လိုမျိုးဒုတက်မှုနှေးကွေးပြီးတော့လူရိုင်းများတဲ့ဒေသတွေမှာလည်းအော်လန်ပညာရက်တွေနဲ့နတ်ကူးဝယ်ယုံကြည်မှုတွေဟာအလွန်ကမပေါများတယ်လို့ခိုင်မာတဲ့စစ်တမ်းတွေအရာသိရပါပြီ။ဒါဆိုရင်မြန်မာလူမျိုးတွေနဲ့အော်လန်ပညာကဘယ်လိုဆက်ဆက်နေတာလဲ။မြန်မာနိုင်ငံမှာတော့အော်လန်ပညာရက်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပေါ်ပေါက်လာတာဖြစ်ပါပြီ။ဘရင်ခေတ်ကဆိုရင်ကုန်းမောင်မင်းဆက်ကလေးကအောက်လန်းပညာဆိုတာပေါ်ပေါက်လာတယ်လို့သမိုင်းစာမျက်နှာတွေကဖော်ပြထားပါသေးတယ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့အချိန်မှာတော့နိုင်ငံတော်ကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းလုံးကြံခံရပြီးဦးနုဝင်းကြီးချုပ်ဖြစ်လာခဲ့ပါသည်။ဦးနုရဲ့အာဏာကိုဗိုလ်နေဝင်းကဖယ်ရှားပြီးအာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့အချိန်မှာတော့စစ်တပ်အတိုင်းဝိုင်းနဲ့ပြည်သူတွေကပါအောက်လန်းပညာရက်တွေနဲ့နတ်ကူးခွေယုံကြည်မှုတွေကိုတွင်တွင်ကြဲကြဲယုံကြည်လာခဲ့ကြပါသည်။ဗိုလ်ချုပ်နေဝင်းဆိုတာမြန်မာနိုင်ငံရဲ့ပထမဆုံးအာဏာသိမ်းကောင်းဆောင်ဖြစ်ပြီးတော့ပြည်သူတွေနဲ့စစ်ပတ်ဆိုင်ရာအဖွဲ့အစည်းတွေကြားမညီညွတ်မှုအဖို့ထစ်လေးတွေကိုဖန်တီးလှုပ်ဆောင်ခဲ့တဲ့စစ်ကောင်းဆောင်တစ်ယောက်လည်းဖြစ်ပါသည်။ ဒုလထထုံကဆိုရင်မြန်မာနိုင်ငံပြည်တွင်းမှာလက်နက်ကိုင်တော်လန်ပုံကံမှုတွေမကြာခဏဆိုသလိုဖြစ်လေရှိပြီးဒိုင်းပြည်မငြိမ်မသက်တဲ့ကာလတစ်ခုလည်းဖြစ်ပါရီဒါရီမကသေးပါဘူးဒေါ်စန်းစုကြည်လို့ခေါ်တဲ့လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့တမိကလည်းကျောင်းသားအဖွဲ့အစည်းတွေနဲ့စန့်ကျင်တော်လန်မှုတွေကိုပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာကြောင့်ဗိုလ်နေဝင်းနေတဲ့ကဏ္ဍမျိုးစုံကနေအတိုက်အခိုက်အနှောက်အယှက်တွေဖြစ်လာခဲ့ပါရီဒီလိုမျိုးမတိကျမရေရာတဲ့ပြဿနာတွေကိုကြော်လွားနိုင်မှုအတွက်ကိုလည်းအောက်လန်းပညာတွေကိုအသုံးချခဲ့ပါရီနိုင်ငံတွေမှာဆိုရင်သူ့ကိုတော်လန်တဲ့ဘသူကိုမစိုးပုံစံမျိုးစုံနဲ့အပြစ်ပေးလေရှိပြီးတော့ အောက်လန်းပညာရပ်ကိုလည်းလူရည်ရဲ့အကြောင်းတရားကိုထိန်းချုပ်ဖို့အတွက်လက်နက်တစ်ခုအနေနဲ့အသုံးပြုခဲ့ပါသည်မြန်မာနိုင်ငံတွင်မှရှိတဲ့ပြည်သူတွေဆိုတာအသိပညာနည်းပါးတဲ့အပြင်ကိုတကားပိတ်ဝါရကျင့်သုံးနေရကြောင်းနိုင်ငံရဲ့ခြားနိုင်ငံအနေနဲ့လည်းအဆက်အသွယ်ပြန့်နေခဲ့ပါသည်ဒီလိုအခြေအနေမှာပြည်သူတွေကအသိဉာဏ်နှိမ်ပါနေတဲ့အတွက်ကြောင့်ဆုံးကဝေမှော်ပညာတွေနဲ့တဘာဝလွန်ဖြည့်ရတွေကိုအလွန်ကူမှယုံကြည်ခေစားခဲ့တဲ့အချိန်မှာအဲ့ဒီထဲမှာမှအောက်လန်းပညာရဲ့ဆိုတာကလေတစ်ခုအပါဝင်ဖြစ်ခဲ့ပြီးဒေါ်ရွာနဲ့မျိုးပါမကြံထွန်းကားနေတဲ့အချိန်တစ်ခုပါ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုကျော်လောက်တုန်းကဆိုရင်မြန်မာနိုင်ငံရဲ့တောရွာရက်ဒေသတွေမှာအဲ့ဒီပညာရက်တွေကအင်မတန်မှခေတ်စားခဲ့ပါပြီ။အော်လဲပညာရက်ကိုတင်ယူရောမယ်ဆိုရင်ဗုဒ္ဓမြတ်စွာဘုရားကိုစံကျင်တဲ့အနေနဲ့ဘုရားပုံတော်ကိုခြေထောက်မှာဆေးမြင်ကြောင်ထိုးရမျိုးဖြစ်ပြီးဆိုင်းယားပိုင်ယာနတ်ဆိုးတွေစုံကဝေနဲ့ဝိညာဉ်တွေကိုမွေးထားရမှာဖြစ်ပါပြီ။အော်လန်ဆရာတွေအနေနဲ့ဒီလိုမျိုးပြုလုပ်တာဟာငွေကြေးတနာဥစ္စာအတွက်တခြားလူရဲ့ဘဝကိုဖျက်ဆီးတဲ့ပညာရက်ဖြစ်ပါပြီ။ အောင်လန်းပညာရပ်တွေကိုအသုံးပြုပြီးတိုက်ခိုက်တတ်တဲ့နောက်ထပ်ဖြစ်နိုင်ခြေကိစ္စရပ်တွေကတော့လူမှုရေးဖောက်ပြန်မှုတွေအမီးစားအဆင်မပြေတဲ့အခြေအနေတွေမှာဆိုရင်အောက်လန်းဆရာရဲ့ပညာရည်တွေကိုအတုံးချပြီးတော့လက်စားခြေလေးရှိပါသည်။ဒီပညာရည်တွေဟာမကောင်းစွားတွေကိုအတုံးချပြီးလူတွေရဲ့ဘဝကိုဖျက်ဆီးနေတာကြောင့်မကောင်းတဲ့ပညာရည်တွေဖြစ်တယ်လို့လူအဖွဲ့အစည်းကသတ်မှတ်ထားကြတာဖြစ်ပါသည်။အောက်လန်းပညာရည်တွေနဲ့ပြုစားတော့မယ်ဆိုရင်ဖျောင်းရုပ်ထုပုံထုရုပ်ထုတွေကိုအတုံးပြုပြီးပြုစားတတ်တယ်လို့အစီရင်နေတဲ့တိုက်ထားတဲ့အစားအစာတွေကိုတခြားလူတယောက်ကိုကျွေးပြီးတော့လည်းပြုစားလေးရှိပါသည်။ အဲ့ဒီပညာရည်တည်ဆိုတာအစိုးရဥပဒေနဲ့ကန့်သက်ထိန်းချုပ်မှုတွေရှိနေပေမယ့်တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ဒေါ်ရွာဒေတာတွေဒိုင်းသားနယ်ဘက်ဒီမှာဆိုရင်တော့ပေါ်ပေါ်တင်းတင်းကိုအသုံးချနေတဲ့ပညာရည်တည်ဖြစ်ပါလိမ့်မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံရဲ့ခြားဒေတာတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့အောက်လန်းပညာဆိုတာမြန်မာနိုင်ငံထက်တောင်ထွန်းကားပြီးလက်ရှိအချိန်ထိလည်းထိုင်းနိုင်ငံရဲ့ဒေတာအသီးသီးမှာပညာသည်တွေအများအများရှိနေပါလိမ့်ဥရောပလိုဒေတာမှာဆိုရင်တော့ Black Magic လို့ခေါ်တဲ့မော်ပညာတွေကတိတ်ပြီးတော့ထွန်းကားလေးမရှိပဲ။ အာဖရိကတိုက်နိုင်ငံတွေမှာတော့အီဂျစ်ပြည်နဲ့အလဲပိုင်းကုန်းတွင်းပိတ်နိုင်ငံတွေမှာထွန်းကားလေးရှိပါသည်ဘလို့ပဲဖြစ်ဖြစ်ပါဒီပညာရည်တွေဆိုတာလူအဖွဲ့အစည်းအတွက်ဘေးဒုက္ခဖြစ်စေနိုင်တာကြောင့်လူတစ်ဖက်သားကိုဘေးဒုက္ခရောက်စေနိုင်တဲ့ရည်ရွယ်ချက်နဲ့အသုံးမပြုကြဖို့အတွက်တိုက်တွန်းလိုက်ပါရခင်ဗျာအစုံကြီးကြီးရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုဂျေဇူးအထူးပဲတင်ရှိပါရခင်ဗျာ